ဒီကြောင်မြေရနာလုပ်ငန်းကိုလုပ်ကင်ခြင်းနဲ့လူငယ်တွေစိတ်ဝင်စားတဲ့လူတွေအတွက်ကိုရည်ရွယ်ပြီးတော့ကြောင်မြေရနာနဲ့ပတ်သက်တဲ့ဗဟုသုတပညာပေးဟောပြောပွဲလိုပုံစံမျိုးတွေ table talk လေးတွေပေါ့အတွေ့အကြုံဆွေးနွေးပွဲလိုပုံစံလေးတွေမတော့အများကြီးထည့်ထားပါဗျ။ဆိုတော့အမလည်းဒီနေ့မှာရွှေဆိုင်စတင်ခွင့်လှစ်လူတွေအတွက်ကိုတတိထားမယ့်အချက်လေးတွေတိထားတဲ့နဲ့အချက်လေးတွေကိုမှဒီနေ့မျှဝေပေးဖြစ်ပါတယ်။ဒီလုပ်ငန်းအသက်ကိုတို့စတင်ကြမဲ့သူတွေအတွက်အားရင်းနေဖြစ်စေတယ်။ကြောင်မြေနာပတ်သက်တဲ့ knowledge ကတော့ကိုကဒီလောကတွေကိုဒီလေးဝင်မယ်။ ထက်ထက်ဝင်ဝင်ဝင်ပြီးတော့ရောင်းမယ်ဝယ်မယ်ဆိုရင်ရှိဖို့အတွက်ကလည်းလိုအပ်တယ်လို့စုမယ် investment လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ knowledge ကရှိဖို့အရေးကြီးတယ်လို့အမှားတော့ထင်ပါတယ် generation တွေအဆက်ဆက်ကိုလည်းဒီနယ်ပယ်မှာပေါ့နော်ဖိတ်ခေါ်ခြင်းနဲ့ပေါ့နော်ဒီရနာလုပ်ငန်းကြီးကိုဖွံ့ဖြိုးတိုးတက်စေချင်တာပေါ့နော် ကိုယ်တိုင်အနေနဲ့ကတော့ချက်မြေရနာတက်ခွဲကန်လေးတစ်ခုဘန်ကောက်မှာဖွင့်ထားပါတယ်ပြီးတော့အမချက်မြေရနာတင်ကြေးလေးလုပ်ပါတယ်စိတ်နဲ့ချက်မြေရနာနဲ့ပေါ့နော်ဆိုတော့အမရဲ့တင်တန်းမှာရှိရတဲ့လူတွေကအဲနေပယ်ပေါင်းဆောင်အားရှိတာပေါ့နော်ချက်မြေရနာရောင်းဝယ်ရေးရှိရဲအဲလက်ကားပေးရတဲ့လူတွေရှိရဲပဒိန်တွေရှိရဲအယောင်တင်တွေရှိရဲဒီလုပ်ငန်းလုပ်တဲ့လူတွေတောင်းတောင်းနဲ့ပို့ပြီးတော့ချိတ်ဆက်စေဖို့လို့အတွက်ယူရဲပြီးတော့အမ networking ပွဲလေးလုပ်ပေးစင်တာအဲ့လိုလုပ်ပေးဖို့စီစဉ်ရင်းနဲ့မှာပဲအကုန်လုံးကလည်း public ကလည်းလာလေစင်ကြရဲဆိုတော့အမ public ပွဲလေးလုပ်လုပ်ဖြစ်လိုက်တာဖြစ်ပါရဲ့ရှင့်လက်ရှိရောဆိုင်ငံ န်းပေါင်း20ကျော်ခင်းကျင်းပြသထားတယ်။ကောင်ကြပေါင်းတော့အလုံးရေ80ကျော်လောက်ခင်းကျင်းထားပါတယ်။မဆုမွန်ကနေပြောမှဦးကြီးကျင်းပါပါเนาะအမတို့ကမမဆုမွန်နဲ့လည်းအရင်ကနေခင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲလေးမှာပါဝင်ပြီးတော့မှအားဖြည့်ဖြစ်တာဖြစ်ပါတယ်အားလုံးဒီပွဲမှာသဘောတူပေးတဲ့ကလေးတွေရော လာပြီးတော့အစ်စ်ပေါ့နော်အစ်စ်တွေလည်းအများကြီးပါပါတယ်အဲ့တော့အစ်စ်တွေရောအလုံးဟိုတယောက်နဲ့တယောက်နဲ့ချစ်ချစ်ခင်ခင်နင်းနင်းနင်းနဲ့မန္တလေးမြို့ရဲ့အဲယရနာလုပ်ငန်းကိုရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်ကြမလဲငါတို့ရှေ့ရောက်အောင်ဘယ်လိုသွားကြမလဲဆန္နာကဒီပွဲမှာပထမဦးဆုံးဆန္နာပါနော်အဲ့တော့အလုံးမဲဟိုညှော်မှန်းထားတာအထက်ပို့ပြီးတော့အောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်နော် အမားတို့ကလေဒီလားဂျန်နာဒီလောကကြီးပေါ့နော်ဖွံ့ဖြိုးတိုးဆက်စေခြင်းနဲ့နောက် generation တွေအဆက်ဆက်ကိုလည်းဒီနယ်ပယ်မှာပေါ့နော်ဖိတ်ခေါ်ခြင်းနဲ့ပေါ့နော်အမားတို့မှာရှိရဲ့ experience တွေကိုဝေမျှမယ်သူတို့ဒီဒီလုပ်ငန်းကိုလှုပ်လှခြင်းအောင်ပေါ့နော်အမားတို့ကအဲ့လိုမျိုးဒီယန္နာလုပ်ငန်းကြီးကိုဖွံ့ဖြိုးတိုးတက်စေခြင်းတာပေါ့နော်စင်အိုဝေးမယ်စူဆောင်းမယ်ဆိုလို့ရှိရင်ကိုယ်စီကိုဒါနေချာအကြည့်တတ်တယ်ဆိုလို့ရှိရင်တန်ဖိုးတစ်ခုထွက်လာပါတယ်ဘာလို့လဲဆိုတော့စင်တန်ဖိုးတွေအကုန်လုံးဒီအရှောင်ရဲ့အဲလေးချိန်ရဲ့နောက်တစ်ခုက တန့်စင်မှုတွေပေါ်မှာဥတီရပေါ့နော်ဂျန်နာရီကကျတော့အများကြီးမကွာတော့ဒီ average သုံးမှုကိုသိလို့ရှိရင်ဈေးတန်းတစ်ခုထွက်ပါတယ်စိန်ကြည့်တဲ့ချိန်မှာလိုအပ်ဆုံးကတော့ဆယ်စားမှန်ဘလူးနဲ့စိန်ကိုတိစားကြည့်ခဲ့ပြီဆိုလို့ရှိရင်ဒီစိန်ကွင်းရဲ့ဈေးတန်းတစ်ခုကိုကွာတွက်ဆက်လို့ရပါတယ် အဓိကဒီပွဲမှာဟိုမိုးကုတ်တဘာဝပဒံများနီလာအာကိုလံပီယာများတယ်ပေါ့နော်အဓိက quality လေးတွေကြီးပဲဒီနေ့ဒီနေ့ခင်းချင်းပြထားတာလေးဆိုရင်လုံးဝ collection လေးတွေ quality ထဲလေးတွေပဲဒီချာလေးရွေးချယ်ပြီးတော့ရှင်ခင်းချင်းပြထားတာပြီးတာပါအဲဒီဆိုင်နဲ့ဒီဆိုင်ဒီဇိုင်းလေးဆိုလို့ရှင်လည်းမတူတာလေးတွေ idea creation မတူတာလေးတွေအများကြီးတွေ့ရတယ်တစုတစည်းရဲ့ပေါ့နော်နောက်တစ်ခုကကြတော့ဒီပရိန်နဲ့ပတ်သက်တဲ့ပေါ့နော်စတင်ထိုင်တဲ့ ိန်စတေးဗရိန်းနဲ့ပတ်သက်တဲ့ပေါ့နော်ဆက်ပစ္စည်းကရိယာတွေအများကြီးကိုလည်းဒီနေရာမှာစိန်စတဲ့ဆက်ကြောက်စတဲ့ဆက်စသဖြင့်ရွှေစတဲ့ဆက်ပေါ့နော်အဲ့ဆက်ပစ္စည်းကရိယာတွေကိုလည်းဒီနေရာမှာအဲတွေးဖို့လေ့လာလို့ရတဲ့ဒါနိုင်ငံတကာမှာကျင်းပတဲ့ပေါ့နော် jewelry fair ပွဲတွေပေါ့နော်အဲ့ဒီပွဲအသေးစားလို့တော့ပြောလို့ရတယ်ပေါ့ လုံခြုံခြင်းနဲ့လူငယ်တွေဒါမှမဟုတ်ကြမ်းမြရနာလုပ်ငန်းကိုစိတ်ဝင်စားတဲ့လူတွေအတွက်ကိုရည်ရွယ်ပြီးတော့ကြမ်းမြရနာနဲ့ပတ်သက်တဲ့ဗဟုသုတပညာပေးဟောပြောပွဲလိုပုံစံမျိုးတွေအနောက်တစ်ခုက table talk လေးတွေပေါ့အတွေ့အကြုံဆွေးနွေးပွဲလိုပုံစံလေးတွေမှတော့အများကြီးထည့်ထားပါတယ်။ကိုကပေါ့နော်ရွှေဆိုင်ပဲဖွင့်လာပဲဖြစ်စေကြမ်းမြရနာဆိုင်ဖွင့်လာပဲဖြစ်စေကြောက်လေးတွေကိုအထည်ခတ်လို့ရှင်လဲရွှေကတော့မဖြစ်မနေပါဝင်ရတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ကိုရောင်းချတဲ့ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအခြေခံလေးတွေသိထားဖို့အတွက်ကိုလိုအပ်ပါတယ်။ကိုပိုင်လုပ်ငန်းမှာကကြတော့အခက်အခဲတွေကတော့အများကြီးရဲ့။အဲဒီအနေမှာဒီရန်နာလုပ်ငန်းဖတ်တဲ့လောက်ကတဲ့လူတွေတိုင်းကြုံရတဲ့အခက်အခဲကတော့အရင်းကြီးပေါ့နော်။ဒါကတော့လူတိုင်းကြည့်ရဲ့ရန်နာလုပ်ငန်းဖြစ်တဲ့အတွက်အရင်းကြီးရတယ်အရင်းကြီးရဲ့ဒီမှာဆိုရင်ဒီဆိုင်လေးကိုအဲကိုပိုင်လုပ်ငန်းလေးကိုရဖို့အတွက်ဆိုရင်ဒီမှာ15နှစ်တိုင်တာချွေရုံးမှာစူးစမ်းခဲ့ရပါတော့။ချွေရုံးမှာ15နှစ်လောက်ခဲ့ပြီးတော့မှဒီမှာရဲ့ ခံစားခွင့်လေးနဲ့ကျမမိသားရဲ့ပညာကြီးလေးနဲ့ပေါ့15မိနစ်ကြာမှဒီအရင်းကြီးကိုပြည့်ပြီးတော့မှစူးစမ်းခွင့်ရတာဖြစ်တဲ့အတွက်ကိုပိုင်လုပ်ငန်းလုပ်တဲ့လူတွေရဲ့အာသာချက်ကလွတ်လပ်တဲ့အခက်ခဲဆိုလို့ရှိရင်တော့အရင်းကြီးပေါ့နော်အချိန်မှတော့အခက်ခဲကတော့အရင်းကြီးပါလေဆိုဒါပေမဲ့ခက်ခဲလို့ပဲပြောတာမဖြစ်နိုင်တော့မဟုတ် စုတစည်းတည်းမှာဒီလိုနေရာမှာအခမဲ့လေးလာခွင့်ရတယ်ဆိုတာတကယ်ကိုကန့်ကောင်းတာအမားတို့ဒီ၅နှစ်တာကာလအတွင်းပေါ့နော်ဒီလိုပွဲမျိုးဆိုတာအမားတို့မကြုံခဲ့ဘူးအမားတို့ဒီယတနာလောကတွေကိုစောင့်ဝင်တဲ့အချိန်မှာမကြုံခဲ့ရဘူး sharing လုပ်ပေးရတယ်သူတို့နားထောင်ခွင့်ရတယ်ဒီလုပ်ငန်းအသက်ကိုသူတို့စတင်ကြမဲ့သူတွေအတွက်အားရင်းနေဖြစ်စေတယ်ရှေ့ရစီနီယာမားတွေကလည်းဒီလိုလက်တွဲခေါ်ပေးကြရတဲ့ဆိုတဲ့အခါမျိုးမှာတကယ်ကိုကျင့်တဲ့ပီတီလည်းဖြစ်ရပါတယ်သူတို့အတွက်လည်းအခွင့်အရေးကောင်းကြီးတစ်ခုလို့တော့အမားတို့မြင်ပါတယ်ရှင် brand ကို အတိဆောက်တဲ့အခါမှာကိုယ့်ရဲ့ယတနာရှင်မျိုး customer တွေပေါ်မှာဂတိတည်ဖို့လိုပါတယ်။15ဘေးရီ15ဘေးရီမီတာ73ဘေးရီခြိုင်လေ73ဘေးမီလို့12ဘေးရီခြိုင်ပါတယ်18ဘေးခြိုင်ဟုတ်ပြီ 18K quality အပြည့်ပေးမီဖို့အဲ့ဒီဂတိပေါ့နော်။ကိုပေးမဲ့ကိုရောင်းတဲ့ပစ္စည်းရဲ့ဂတိပေါ့နော်။အဲ့ဒီဂတိကိုကိုယ့်ရဲ့ယတနာရှင်မျိုးတွေကိုပေးဖို့ နံပါတ်၄ချက်တို့ပါ။အများကတော့ရွှေဆိုင်စတင်ဖွင့်လှစ်လူသူတွေစိန်ဆိုင်ယန္နာဆိုင်စတင်ဖွင့်လှစ်လူသူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလက်ကားလေးတွေလည်းလာပြီးတော့မှမေးကြရဲအားပေးကြရဲပေါ့နော်လက်လီရောလက်ကားရောကိုဒီနေ့ရောင်းချပေးနေပါတယ်။အမတို့ကအခုဒီမှာပေါ့နော်အခုရောင်းချတဲ့ပုံစံပေါ့နော်အမတို့ GI တွေကိုဆိုလို့ရှိရင်လည်းကဘာပေါက်ဈေးဓာတ်ကိုအာ30အဲ34ရာခိုင်နှုန်းတို့40ကျော်တို့ပေါ့နော်အဲ့လိုမျိုးချပြီးတော့ကဘာပေါက်ဈေးနဲ့ရောအမတို့အခုပေါ့ပြောရလို့ရှိရင်လက်ကားဈေး ဆက်ယုံထုတ်ဈေးဆိုတဲ့အဆောင်ပုံနဲ့အညီပေါ့နော်အခုအဲ့ဒါမတို့ဒီမှာအခုရောင်းချပေးနေပါတယ်။ဆောင်နဲ့ပတ်သက်တဲ့ knowledge ကတော့ဟိုကိုကဒီလောကတွေကိုတကယ်ဝင်မယ်အဲထက်ထဲဝင်ဝင်ဝင်ပြီးတော့ရောင်းမယ်ဝင်မယ်ဆိုရင်ရှိဖို့အတွက်ကလည်းလိုအပ်တယ်လို့စုမယ် investment လုပ်မယ်ဆိုလို့ရှိရင်လည်းဒီ knowledge ကရှိဖို့အရေးကြီးတယ်လို့မှာတော့ထင်ပါတယ် ကျောင်းမြေနာလုပ်ငန်းကိုစိတ်ဝင်စားပြီးတော့ဘယ်ကနေစရမလဲမသိဘူးဆိုလို့ရှိရင်အမရစီကိုလိုက်ခဲ့ပါအမရစီမှာလုပ်ငန်းကဏ္ဍပေါင်းစုံရှိရပေါ့နော်အဲလိလာလို့ရတယ်ဒီဇိုင်းနဲ့ဒီဇိုင်းနဲ့မတူညီရဲ့ခင်းကျင်းပြတာမှုတွေမတူညီရဲ့တင်ဆက်ပုံတွေမတူညီရဲ့ရောင်းချခြင်းပုံစံတွေကိုပါလိလာလို့ရပါတယ်ကစ္စတမာအနေနဲ့ကတော့ဟိုဆိုင်ကြီးအများကြီးကိုတနည်းအားထဲမှာ quality အဆုံးပေါ့နော်ဟိုဒီဆိုင်ဒီဇိုင်းဒီဇိုင်းရဲ့အားသာချက်တွေကတယောက်တစ်ခုစီရှိကြတော့အဲအားသာချက်တွေတစ်ခုချင်းစီကိုတို့လိုက်လိလာခွင့်ရှိမယ်ဈေးလေးရယ်လိလာလို့ရမယ်ပစ္စည်းလေးရယ်လိလာလို့ရမယ်ပေါ့နော်အဲ့ဒါလေးတွေကတော့အဲ့တဲ့တွေအတွက်အားသာ ာချက်ပေါ့နော်စိန်ခွင့်တသေးလေးတွေတစ်ခုချင်းစီတိုင်းရတယ်တန်ဖိုးရှိပါတယ်အဲ့တော့ဇေနမပစ္စည်းတွေစုဆောင်မယ်ဆိုလို့ရှိရင်ကိုကပစ္စည်းအချင်းကြီးဝယ်နိုင်မှစုဆောင်နိုင်တယ်လို့သဘောမထားနဲ့ကိုကဇေနနာချစ်တယ်ဆိုလို့ရှိရင်တသေးလေးရနေစဝယ်ကြည့်ပါဇေနနာလေးတွေဝင်လာပြီဆိုတာနဲ့အဲ့မင်္ဂလာပေါ်မှာမင်္ဂလာထပ်ပြီးနောက်ထပ်ဇေနနာတွေတိုးလာပါလိမ့်မယ် မျိုးပါဝင်ခွင့်ရတဲ့အတွက်မတို့အတိုင်းမသိဝင်တာပါပဲမတို့ lucky time မို့အနေနဲ့ပေါ့နော်ရနာလောကကြီးတဲ့မှာတောင်တနေရာပါဝင်ခွင့်ရတဲ့အတွက်လည်းအမကျေးဇူးအများကြီးတင်ပါတယ်နောက်နှစ်မှာလည်းပဲဒီလိုမျိုးပွဲလေး match လအကုန်မှာထပ်ပြီးတော့လုပ်ဖို့လို့အစီအစဉ်ရှိပါတယ်အဲ့ချိန်ကျရင်လည်းပါဝင်ဖို့လို့ဖိတ်ခေါ်ပါတယ်ရှင်